မူဝါဒအပြောင်းလဲကြောင့် KBZ ပေးအကောင့်ကိုထိုင်းဖုန်းနံပါတ်တွေနဲ့အသုံးပြုခွင့်မရတော့ပဲပြည်ရင်းဖုန်းနံပါတ်တွေနဲ့သာအသုံးပြုနိုင်မယ်လို့ KBZ ပေးကထုတ်ပြန်ပါတယ်လက်ရှိမူဝါဒပြောင်းလဲမှုတွေအရ KBZ ပေးအကောင့်ကိုပြည်ရင်းဖုန်းနံပါတ်ဖြစ်တာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်လို့မေးမြန်းသူတချို့က KBZ ပေးကလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ပြန်လည်ဖြေကြားတာကိုတွေ့ရပါတယ်။လက်ရှိမှာထိုင်းဖုန်းနံပါတ် +66 တွင်နေ ။ KBZ ဘေးအကောင့်ဖွင့်လှစ်ထားသူတွေကိုငွေလွှဲငွေထုတ်ဝန်ဆောင်မှုကိုယာယီဆိုင်ငံ့ထားမဲ့အကြောင်းကို KBZ ဘေးကသုံးဆသူတွေထံအသိပေးလာတာတွေရှိတယ်လို့သိရပါတယ်။ Typhoon နံပါတ်တွေနဲ့ဖွင့်လှစ်ထားတဲ့ KBZ အကောင့်တွေအနေနဲ့မြန်မာဖုန်းနံပါတ်နဲ့ပြောင်းလဲအသုံးပြုဖို့လိုအပ်ကြောင်းဖုန်းနံပါတ်ပြောင်းလဲဖို့မကြာမီထွက်ရှိလာမဲ့ KBZ version အသစ် 5.8.1 version ကိုမြှင့်တင်ထားဖို့လိုအပ်ပြီး application မှာအချက်လက်တွေအတိုင်းဖုန်းနံပါတ်ချိန်ပြီးအသုံးပြုနိုင်ကြောင်း KBZB ကထုတ်ပြန်ထားပါတယ်။ဒီလိုပြောင်းလဲမှုအပေါ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေကပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိနေပြီးပြည်ရင်းမှာလည်း KBZB အကောင့်ကနေငွေရေလိမ့်လဲထုတ်ယူခံရမှုတွေအပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်လျက်ရှိပါတယ်။ KBZB ကို2018ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီး10နှစ်အတွင်း တုံးဆွဲသူတန်း30ရှိလာစေဖို့ရည်မှန်းထားတယ်လို့ KBZB ကထုတ်ပြန်ထားပါတယ်။